ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး16အငယ်1မှ33သင်တို့ဒီစိတ်မပြတ်စေခြင်းငါဤစကားကိုငါဟောပြော၏လောကီသားတို့သည်သင်တို့ကိုတရားစီရင်မှနှင်ထုတ်လိမ့်မည်သင်တို့ကိုတတ်တော်သူမိသည်ကားဖျားဝတ်ကိုငါပြုတ်ပြီးဟုမိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည် ခမီးတော်ကိုမသိငါကိုလည်းမသိတော့ကြောင့်ထို့တို့ပြုတ်ကြလိမ့်မည်ထို့အချိန်ကာလရောက်သောအခါငါသည် အထက်ကဤသို့ပြောပြီးဒီကိုတင်တို့အောက်မိစေခြင်းငါယခုပင်ငါဟောပြော၏အစအဦး၌တင်တို့နှင့်အတူငါရှိသောကြောင့်ဤသို့မပြောဘူးသည်ငါကိုစေလွတ်တော်မူသောသူထံသို့ယခုငါသွားရမည်ဖြစ်၍အဘယ်အရက်သို့သွားမည်နည်းဟု သင်တို့မမေးကြ။ဤအကြောင်းအရာတို့ကိုငါဟောပြောသောကြောင့်သင်တို့သည်အလွန်ဝမ်းနည်းခြင်းသို့ရောက်ကြ၏။ ငါအမှန်အကန်ဆိုသည်ကငါသွားလျင်တင်တို့အကျိုးရှိလိမ့်မည်အကြောင်းမူကားငါမသွားလျင်ဥပစ္စေဆရာသည်တင်တို့စီတို့မလာငါသွားလျင်ထိုသူကိုတင်တို့စီတို့ငါစေလွတ်မည်ဥပစ္စေဆရာသည် ရောက်လာလျင်ဒုစရိုက်အပြစ်ကို၎င်းအပြစ်ကင်းခြင်းကို၎င်းအပြစ်စီရင်ခြင်းကို၎င်းလောကီသားတို့အားထင်ရှားစွာဖော်ပြမည်ငါကိုမယုံကြည်ကြသောကြောင့်ဒုစရိုက်အပြစ်ကိုဖော်ပြမည်ငါသည်ခမည်းတော်ထံသို့သွားမည်ဖြစ်၍ သင်တို့ဒီနောက်တဖန်ငါကိုမတွေ့မမြင်ရသောကြောင့်အပြစ်ကင်းခြင်းကိုဖော်ပြမည်ဤလောကကိုအစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့်အပြစ်စီရင်ခြင်းကိုဖော်ပြမည်။သင်တို့အားငါပြောစရာစကားအများရှိတော်လေ။သင်တို့ဒီယခုမခံနိုင်ကြ။ တမတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါတမတရားကိုသင်တို့အားအကျွင်းမဲ့တွင်တင်ပြတာလိမ့်မည်ထိုဝိညာဉ်တော်သည် ကိုအလိုအလျောက်ဟောပြောမည်မဟုတ် ကြားသမျှတို့ကို ဟောပြောလိမ့်မည်နောင်လာလက်တန့်သောအရာတို့ကိုလည်းသင်တို့အားဖော်ပြလိမ့်မည် ထိုသူသည်ငါဘုန်းကိုထင်ရှားစေလိမ့်မည်အကြောင်းမူကားငါနှင့်ဆက်ဆိုင်သောအရာကိုယူ၍သင်တို့အားဖော်ပြလိမ့်မည် ခပီးတော်နှင့်ဆက်ဆိုင်သည်များသည်ငါနှင့်ဆက်ဆိုင်၏ထို့ကြောင့်ငါနှင့်ဆက်ဆိုင်သောအရာကိုယူ၍သင်တို့အားဖော်ပြလိမ့်မည်ဟုငါပြော၏ခဏကြာပြီးမှသင်တို့သည်ငါကိုမမြင်ရကြဂျပန်ခဏကြာပြီးမှငါကိုမြင်ပြန်ကြလိမ့်မည်အကြောင်းမူကားငါသည်ခမည်းတော်ထံသို့သွားမည်ဟုမိန့်တော်မူ၏တပည့်တော်အချို့ကလည်းခဏကြာပြီးမှသင်တို့သည်ငါကိုမမြင်ရကြဂျပန်ခဏကြာပြီးမှ ်ငါကိုမြင်ပြန်ကြလိမ့်မည်ဟု၍၎င်းအကြောင်းမူကားငါသည်ခမည်းတော်ထံသို့တော်မည်ဟု၍၎င်းမိန့်တော်မူသောစကားသည်အဘယ်သို့နည်းခနာဟု၍မိန့်တော်မူသောအဘယ်သို့ဆိုလိုသည်။မိန့်တော်မူသောစကားကိုအကျွန်ုပ်တို့သည်နားမလဲဟုအချင်းချင်းပြောဆိုကြ၏တပည့်တော်တို့သည်မေးလျှောက်လူသည်ကိုယေရှုသိမြင်တော်မူလျှင်ခနာကြပြီးမှ သင်တို့ဒီငါ့ကိုမမြင်ရကြတဖန်ခဏကြာပြီးမှငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟုငါပြောသောစကားကိုသင်တို့ဒီအချင်းချင်းစင်ချင်ကြသလိုငါအမှန်အကန်ဆိုဒီကသင်တို့ဒီငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည်လောကီသားတို့ဒီဝမ်းမြောက်ခြင်းရှိကြလိမ့်မည်သင်တို့မူကဝမ်းနေခြင်းရှိတော်လေထိုဝမ်းနေခြင်းသည်တဖန်ဝမ်းမြောက်ခြင်းဖြစ်လိမ့်မည် မိမသည်တားကိုဖွားစဉ်အခါဖွားရသောအချိန်စေသောကြောင့်ဝမ်းနေခြင်းရှိ၏ဖွားမြင်ပြီးမှဤလောက၌လူတစ်ယောက်ကိုဖွားမြင်သောကြောင့်ဝမ်းမြောက်ခြင်းရှိ၍အထက်ခံရသောဝေဒနာကိုမေ့လျော့တတ်၏ထိုနည်းတူယခုတွင်တင်တို့သည်ဝမ်းနေခြင်းရှိကြတော့လေနောက်တစ်ဖန်တင်တို့ကိုငါတွေ့မြင်သဖြင့်တင်တို့သည်စိတ်နှလုံးဝမ်းမြောက်ခြင်းရှိကြလိမ့်မည်ထိုဝမ်းမြောက်ခြင်းကိုအဘယ်သူမျှလူယူဖြက်စီးခြင်းငါမတတ်နိုင် ထိုနေ့၌ သင်တို့ဒီငါကိုအလင်းမမေးမြန်းရကြငါအမှန်အကန်ဆိုဒီကသင်တို့ဒီငါ၏နာမကိုအမိပြု၍ခမီးတော်မှာဆုတောင်းသမျှတို့ကိုခမီးတော်သည်ပေးတော်မူမီယခုတိုင်အောင်ငါ၏နာမကိုအမိပြု၍သင်တို့ဒီအဘယ်စုကိုမျှမတောင်းကြသည်သင်တို့ဒီဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငါတောင်းကြလောထို့သို့တောင်းလျင်ရကြလိမ့်မည် ဤအရာတို့ကိုပုံဥပမာအားဖြင့်ငါဟောပြော၏ပုံဥပမာအားဖြင့်မဟောမပြောဘဲခမီးတော်နှင့်ဆက်ဆိုင်သောအရာတို့ကိုတင်တို့အားအတိအလင်းဖော်ပြသောအချိန်ကာလရောက်လိမ့်မည်ထိုကာလ၌တင်တို့သည်ငါ၏နာမကိုအမိပြု၍ဆုတောင်းကြလိမ့်မည် သင်တို့အဖို့အလိုငါငါသည်ခမည်းတော်ကိုတောင်းမိဟုမဆိုအကြောင်းမူကားသင်တို့သည်ငါကိုချစ်ကြ၍ငါသည်ဖျားသခင်အထံတော်မှကြွလာသည်ကိုယုံကြသောကြောင့်ခမည်းတော်သည်ကိုရော်တိုင်းသင်တို့ကိုချစ်တော်မူ၏ငါသည်ခမည်းတော်ထံမှထွက်၍ဤလောကသို့ကြွလာပြီးဂျပန်ဤလောကမှထွက်၍ခမည်းတော်ထံသို့သွားအောင်မိဟုမိန့်တော်မူ၏တပည့်တော်တို့ကလည်းကိုရော်သည်ယခုတွင် ုံဥပမာကိုမဆောင်ပဲအတိအလင်ဟောတော်မူ၏အလုံးစုံတို့ကိုတည်တော်မူသည်ကို၎င်းအဘယ်သူမျှကိုရောကိုမေးမြန်းစေခြင်းငှာအလိုတော်မရှိသည်ကို၎င်းယခုတွင်အကျွန်ုပ်တို့တည်ကြပါ၏အကျွန်ုပ်တို့သည်ဤအကြောင်းကိုထောက်၍ကိုရောသည်ဖျားသခင်အထံတော်မှကြွလာတော်မူသည်ကိုယုံပါသည်ဟုပြောကြ၏ယေရှုကလည်းယခုတွင်ယုံကြပြီလော့ သင်တို့သည်ကွဲပြား၍ငါ့ကိုတကူဒီနေစေခြင်းငှာစွန့်ပြစ်လျက်အတီးအတီးမိမိတို့နေရာသို့ပြေးသွားမီအချိန်ကာလသည်လာ၍ယခုပင်ရောက်ပေ၏သို့တော်လေငါသည်တကူသည်နေသည်မဟုတ်ခမည်းတော်သည်ငါနှင့်အတူရှိတော်မူ၏တင်တို့သည်ငါကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းငှာဤစကားကိုငါဟောပြောပြီးတင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည် ို့တော်လေမစိုးရင်ကြနှင့်ငါသည် လောကကို အောင်ပြီးဟု မိန့်တော်မူ၏ဇာနာယသူအလုံးပေါ်ဖျားသခင် ကောင်းချီးပေးပါစေ နန္ဒတကူနှင့်ပြည့်စုံတော်မူသောဘာဤချိန်တိုင်းအတွက်ကိုရောအထူးပင်ကျေးဇူးတင်ပါတယ်။တညတာလုံးဘေကင်းလုံးချုံစွာဖြင်းနေတဲ့ချက်ချိုင်အိတ်ဆက်အနာရချင်းအခွင့်နဲ့အတူတာယာသောမနက်ခင်းမှအကောင်းမှုဆုံးကျမ်းမာရွှေလောင်းဝမ်းမြောက်စွာဖြင့်လှူထနိုင်ရခြင်းခွင့်ကိုကိုရရှင်ပြင်ဆင်ချပေးတဲ့အတွက်ကိုရဲကျေးဇူးတော်ကိုချီးမွမ်းပါတယ်။တာမီရိုဒီတာသောမနက်ခင်းမှဂရင်းနှုတ်ကပတ်တော်ကိုဖတ်ရှုနားဆင်ရခြင်းခွင့်ပြင်ဆင်ပေးသည့်သာမကဤနှုတ်ကပတ်တော်များထဲမှာ ဝိညာဉ်တော်ဤဂရိတော်များအတွက်ကရောအားထူးကျေးဇူးတင်ရှိပါတယ်။သာသမီတို့လမ်းပြောင်းနေသည့်အခါဝမ်းနေခြင်းနှင့်ကြုံရသည့်အခါစုံစမ်းနောက်ဆက်ခြင်းနှင့်ကြုံရသည့်အခါပျော်ရွှင်ခြင်းနှင့်ရရှိလာမယ်ညီသက်ခြင်းနှင့်ရရှိလာမယ်ဆိုတဲ့ကရော့ထမဂရိတော်ကိုယုံကြည်ခြင်းယုံကြည်နိုင်ဖို့ရဲ့အတွက်ခွန်အားပေးသနာတော်ပါယေရှုခရစ်သည်ဤလောကကိုအောင်နိုင်ပြီဟုသိရှိယုံကြည်လျက်စံသက်မှုများစုံစမ်းမှုများ၌ညီသက်ခြင်းကို ဝေဒနာရောပါမိချာတောင်းလျှောက်လိုပါတယ်။တာမီတို့အင်းနေဒီနေ့တာလုံးရဲ့လောက်ကင်ဆောင်ရွက်တဲ့လုပ်ငန်းဆောင်တာတခုချင်းစီရိုက်မှာလဲတယောက်ချင်းစီရိုက်နဲ့တူပါရှိအုပ်စိုးလမ်းပြကွဲကဆောင်းမပေးပါမြန်မာနိုင်ငံကြီးကိုလည်းငြိမ်သက်ရခြင်းငင်းချမ်းရခြင်းအခွင့်ပြင်ဆင်ချပေးပါကောင်းချီးမင်္ဂလာများစွာသွန်းလောင်းရချပေးပါအငယ်ဆုံးသောသူတယောက်ချင်းစီတိုင်းပေါ်နိုင်လဲကိုရအတူပါရှိအုပ်စိုးလမ်းပြကွဲကစောင့်မပေး၍ ဒုက္ခတွင်နေမှကိုရရှင်ကေမှတနာပိတနာတော်ပါမိအကြောင်းတပါတိသောသားတော်သခင်ရှုခရစ်တော်ဤမြတ်သောနာမအုံမီပြု၍ယိုသေးလေးမြတ်စွာဖြင့်ဆုတောင်းအတနာခံမ ayi ဖဖျားသခင်အာမင်တော်ရပြသည်တင်ကိုကောင်းကြီးပေး၍ စောင့်မတော်မူပါစေသောထာဝရဘုရားသည်တင်း၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသောထာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသောတမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေစုတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေစုသည် သင်တို့ပေါင်းတဲ့ကာလအစဉ်တည့်ရောက်လေဒီရှိတည်နေပါစီတော့အာမင်